ငယ်ကတော့ဒီတွေးကြွေးမှာတော့ဆွေးနွေးစရာမရှိဘူးလို့ထင်တယ်။ပြီးတော့တကယ်လို့အမေစုပြန်လွတ်တယ်ဆိုရင်လည်းဒီကောင်တွေကိုတိုက်ဟိုတိုက်ထုတ်ရမှာပဲ။ပြီးပါတယ်ကလည်းဒီစက်မှုနှမှုပညာလောက်ကြတာဆိုတော့ကျွန်တော်ကဒီလက်သုံးချောင်းထောင်မှုကိုတိတ်ပြီးအားမမေ့ဘူးပြီးပါတယ်ကအသားမင်းလှုပ်ချင်လို့ရှိရင်လက်နဲ့ကင်တော်လန်သူတို့ကိုယ်တိုင်လည်းမြောက်ပြီ။အဲအဲ့တော့ကျွန်တော်တို့ကဒီလက်နဲ့တွေစပြီးဒီထွေကြတယ်ထုတ်လုပ်ကြတယ်ဘောနောကတ်တနက်လေးတွေဒီတနက်လေးတွေကျွန်တော်လုပ်တယ်။ အဲ့ချိန်မှာတော်တော်လေးလဲအောင်မြင်သွားတယ်အောင်မြင်တဲ့အချိန်မှာဒီ၃လပိုင်း19ရက်နေ့မှာအိမ်ဝင်စီးပြီးဖမ်းခံရပါလေရောအဲ့မှာတမိသားစုလုံးဖမ်းခံလိုက်ရတယ်ကျွန်တော်တယောက်ပဲလွတ်တယ်ဒီ KNU ရဲ့တမဟာ6 မှာအခြေစိုက်တဲ့အဲ cover colon ပေါ့လေ cover စစ်ကြောင်းမှာအဲထောက်ပို့တာဝန်ယူထားတဲ့ထောက်ပို့တာဝန်ခံကိုခင်နိုင်တဲ့အဲဒီအမပေါ့နော်မဖူးငယ်တို့ကိုကျွန်တော်ဒီကနေ့သူတို့ရဲ့တက်တက်ကြွကြွနဲ့ပါဝင်လှုပ်ရှားနေပုံအကြောင်းကိုကျွန်တော်ဒီကနေ့မင်းမြတ်တင်ဆက်သွားမှာဖြစ်ပါတယ်ကိုခင်နိုင်အနေနဲ့ပေါ့လေဒီຫນွေဥတော်လန်ရေးထဲမှာဘလို့ပါဝင်ဖြစ်ခဲ့လဲအဲဘလို့စပြီးပါဝင်ဖြစ်ခဲ့တာလဲဒီလိုပါဝင်ဖို့အတွက်ဘလို့အရာတွေကတွန်းအားပေးခဲ့တာလဲဒါနဲ့စပြီးတော့ကိုခင်နိုင်အရင်ဆုံးပြောပြပေးပါဟုတ်ကဲ့ဗျာကျွန်တော်ဘလို့ပါဝင်ဖြစ်လဲဆိုတော့ ဒီ2021အာနာစသိင်းတဲ့ချိန်မှာပေါ့နော်ကျွန်တော်တို့အိမ်ကလမ်းဘေးကြီးမှာလည်းဖြစ်တယ်ပေါ့နော်လမ်းဘေးမှာလည်းဖြစ်တော့ဒီတရနေ့ရ3လ5ရက်အတွင်းမှာလူတွေလည်းဘာမှတော့လှုပ်ရှားမှုမရှိသေးဘူးဒါပေမဲ့နည်းနည်းလေးအချိန်ကြာလာတဲ့အလျောက်ပေါ့နော်ဒီဆန္ဒပြမှုတွေများလာတယ်များလာတဲ့အချိန်မှာဒီကျွန်တော်တို့ကဒီဟိုဝရံထွန်းဈေးဆိုတာပေါ့နော်အခုညဈေးပေါ့နော်အဲ့ဒီညဈေးနဲ့အရင်နီးတယ်နီးတော့ကြတော့အဲ့ဒီဈေးပေါ်မှာသူတို့ကဒီစစ်ကောင်စီတွေက ဒီတင်မောချင်းကိုလာပြီးတော့အပိုင်စီးဖို့လာကြတယ်ပေါ့လာကြတဲ့အချိန်မှာကျွန်တော်တို့တရက်ကွက်လုံးပေါ့နော်စိန်မန်းတရက်ကွက်လုံးကနေပြီးတော့တက်ပြီးတော့ပိတ်ဆို့ရာတွေတားထားတာတွေလောက်ကြတယ်လောက်တဲ့အချိန်မှာသူတို့ကပြစ်တဲ့ခတ်တဲ့အချိန်မှာဒီဝီယန်ထွန်းဆိုတဲ့ကောင်လေးတို့အဲပြီးရင်ကိုမင်းဆိုတာတယောက်ရှိသေးတယ်ကျွန်တော်တို့ ਨੇ ဘောတာအရင်နေပေါ့အဲသူတို့ကြသွားတယ်ပေါ့နော်ကြသွားတဲ့အချိန်မှာအဲ့မှာပို့ပြီးတော့စိတ်ကခတ်ထန်လာတယ်ပေါ့ဒီတော်လန်ကြီးကိုပါဝင်မှုအတွက်ပြီးတော့ဖြစ်ချင်တော့ကျွန်တော်မိဘတွေကလည်းဒီဆက်မှုလက်မှု ပညာလောက်ကြတာဆိုတော့ကျွန်တော်ကဒီလက်သုံးချောင်းထောင်မှုကိုတိတ်ပြီးအားမပေးဘူးမိဘတွေကငါသားမင်းလှုပ်ချင်လို့ရှိရင် လက်နဲ့ကင်တော်လန်သူတို့ကိုယ်တိုင်လည်းမြောက်ပေးတယ်အဲအဲ့တော့ကျွန်တော်တို့ကဒီလက်နဲ့တွေစပြီးတီထွင်ကြတယ်ထုတ်လုပ်ကြတယ်ဘောနော်ကတ်တနက်လေးတွေလေးတနက်လေးတွေကျွန်တော်လုပ်တယ်အဲ့အချိန်မှာဟိုတော်တော်လေးလဲအောင်မြင်သွားတယ်ပေါ့အောင်မြင်တဲ့အချိန်မှာဒီ၃လပိုင်း19ရက်နေမှာအိမ်ဝင်စီးပြီးဖန်ခံရပါလေရောအဲ့မှာတမိသားစုလုံးဖန်ခံလိုက်ရတယ်ကျွန်တော်တယောက်ပဲလွတ်တယ် လောတော့ကျွန်တော်ကဒီလွံ့မြောက်နေပြီးရောက်လာတယ်ပေါ့နော်အဲဒီလိုအဲ့လိုနဲ့ပါဝင်ဖြစ်သွားတာပါဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကုခင်နိုင်ရဲ့မိသားစုဝင်တွေဆက်ဆက်ပြီးအဖမ်းခံရတာတကယ်အဲကျွန်တော်စိတ်မကောင်းဖြစ်မိပါတယ်ပေါ့လေအဲ့တော့သူတို့နဲ့ရောအခုအဆက်အသွယ်ရလားသူတို့ရဲ့အခြေအနေကဘယ်လိုရှိလဲကုခင်နိုင်ကျွန်တော်တော်လန်ရေးစကနေအခုဆို၄နှစ်ပြည့်တော့မယ်လုံးဝအဆက်အသွယ်မရှိဘူးသို့တော့ကြားတဲ့တဲ့င်းတွေအရသူတို့ကပြန်လွတ်ပြီးအကုန်လုံးပေါ့နော်ပြန်လွတ်ပြီးအေးအေးဆေးဆေးရှိနေတယ်အဲအဲ့တခုတော့ကြားရတယ်ပေါ့ ဟုတ်ကဲ့ဟုတ်ကဲ့ကျေးဇူးပါအဲ့တော့ကျွန်တော်ဟိုမဖူးဖက်ကိုကျွန်တော်ဆက်ပြီးသွားခြင်းပါတယ်အဲ့တော့မဖူးအနေနဲ့ရောဒီຫນွေဥတော်လန်ရေးထဲမှာမဖူးဘလို့ပါဝင် ဖြစ်ခဲ့တာလဲဘလို့အရာတွေကမဖူးကိုပါဝင်ဖို့တွန်းအားပေးဖြစ်ခဲ့တာလဲအဲ့ဒါနဲ့ဆက်ပြီးတော့အရင်ဆုံးပြောပြပေးပါဟုတ်အဲဟိုအစတော့ဒီနိုင်ငံရေးအကြောင်းတော့ငယ်သိပြီးတော့နားမလဲဘူးเนาะဒါပေမဲ့ဒီတနိုင်ငံလုံးမှာသူတို့တွေဒီလိုမျိုးနောက်ပိုင်းအရင်တော့ကွာဟိုအမေစုလက်ထက်တုန်းကကြတော့ကို ပြောချင်တာဟို ဘဲယူနီဖောင်းပဲဝတ်ထားဝတ်ထားပြောချင်တာကိုဒဲ့ပြောလို့ရတယ်ပေါ့နော်ကိုမကျေနပ်ရင်လည်းမကျေနပ်တဲ့အလျောက်အလုရှင်အားအစအဲ့လိုမျိုးပြောခွင့်ရတဲ့အခြေအနေမျိုးမှာဒီအာနာရှင်တွေတက်လာတဲ့နောက်ပိုင်းမှာဒီတွားရေးလာရေးအစမလွတ်လပ်တော့ဘူးပြီးတော့သူတို့လောက်ရက်တည်းကတဖြည်းဖြည်းနဲ့အရန်ကိုလေဟိုလူအားဝလာပြီလေလူအားဝလာတဲ့ဒီတော်လိုင်းဒီကိုရီဆန္ဒတွေပြနေနေအောင်မှာသူတို့ကလက်နက်နဲ့ချင်းချောက်တာတွေပါတွေကဒါဆပြီးတော့ လွတ်လပ်မှုတဖြည်းဖြည်းယောပါလာရေပေါ့နော်အဲ့ရစပြီးတော့သူတို့လောက်ရက်တွေကိုငယ်မကြိုက်တော့ဘူးမကြိုက်တော့ဘူးနောက်ပိုင်း main ကလေးဆိုတော့အိမ်ကလည်းတိတ်ပြီးတော့မလွတ်တော့မလွတ်ချင်ဘူးဒါပေမဲ့ငယ်ရကြတော့အဲ့လိုမျိုးအိုအစတော့နိုင်ငံရေးကြောင်းတော့နားမလဲဘူးဒါပေမဲ့သူတို့မတရားမှုတွေကိုအဲ့လိုမျိုးမကြိုက်တဲ့အတွက်တဖြည်းဖြည်းနဲ့အဲ့လိုတောတဲသွားမယ်ဆိုပြီးတော့အဖေကတော့မပြောရခဲ့ဘူးမပြောရခဲ့ဘူးကိုဘကိုပဲရှ िख ိုးပြီးတော့အလုတ်သွားလုံးမယ်ဆိုပြီးတော့အဲ့လိုမျိုးကိုအလုတ်ကလည်းထွက်ပြီးတော့လေ တခြားနေရာမှာလှုပ်သွားလုံးမယ်ဆိုပြီးရှခိုးပြီးထွက်လာအဖေကတော့ရိတ်မိတယ်အမေကိုတော့ပြောခဲ့တယ်ပေါ့တင်အဖေကတော့ရိတ်မိတယ်အဲ့လိုမျိုးမျက်ရည်တွေပါကြီးကျတယ်နောက်ပိုင်းဟိုတော်တဲ့ရောက်တော့မှအဖေကိုအဖေလို့သမီးဒီတဲ့ရောက်နေပြီဆိုတော့ငါသမီးတဲ့ဆက်လုံးတဲ့အဲ့လိုမျိုးပြောတော့အော်အရင်တော့ခွင့်မပြုဘူးထင်တာပေါ့နော်ခွင့်မပြုဘူးထင်ထင်ပြီးတော့အဲ့လိုမျိုးကြောက်ခဲ့တာဒါပေမဲ့အဖေကလှုပ်သမီးချတာချမနိုင်မချင်းမလာနဲ့ပြန်မလာနဲ့အာကိုခင်လိုက်ကိုလည်းအတ်တယ်ပေါ့နော် ဲ့လိုမျိုးအပ်တယ်သူ့ကိုအသေးသေးချာချာဂန်းနေပါပြီးပြစ်တာကိုတေချာတင်ပေးလိုက်ပါဆိုပြီးတော့အဲ့လိုမျိုးအဖေကိုယ်တိုင်ကအာတက်မန်တက်နဲ့အဲ့လိုမျိုးရှိခဲ့တယ်ပေါ့နော်ဒါမဲ့လောလောဆယ်အဖေကတော့မရှိတော့ဟို905နဲ့ထောင်ထဲမှာမရှိတော့တေသွားတာမဟုတ်ဘူးထောင်ထဲတေသွားတယ်ထင်ပါစို့လို့ထောင်ကျနေတာငဲချောက်ဖြစ်တာပေါ့နော်အဲ့တော့ကိုခင်နိုင်နဲ့အဲအမမဖူးငယ်နဲ့ဒီတော်လန်ရေးကာလာတဲမှာတွေ့ကြတာပေါ့နော်ဆိုတော့အဲ့ဒီအကြောင်းနည်းနည်းကိုခင်နိုင်ဖြစ်ဆွဲပြောပြပေးပါလားအာတော်လန်ရေးကာလာမှာတွေ့တယ်ပြောရမှာပေါ့ ခုနကသူပြောတဲ့ထဲမှာလည်းပါပါတယ်အကိုကအစောကြီးကနေကတော်တယ်ရောက်လာရောက်နေတဲ့အချိန်မှာသူကအဲလာဆက်တွေ့လာတယ်ဗောနော်လာလာခြင်းပြီဗောလာခြင်းပြီဆိုတော့ငကုံနဲ့ဟိုချစ်သူတွေဖြစ်နေကြတယ်ဖြစ်နေတဲ့အချိန်မှာသူလာခြင်းနေဆိုတော့အဲမလာနဲ့လောလောဆယ်မှာဟိုတိုက်ပွဲလည်းမဖြစ်သေးဘူးခက်ခဲမယ်ပင်မမ်းမယ်ဗောဒီတင်တန်းကာလာတွေမှာမလာနဲ့မဟုတ်ဘူးမရဘူးတော်လိုင်းရဲ့ပြီးတော့မှာသူမသူမပါလို့ရှိရင်တော်လိုင်းရဲ့ဟိုပြီးသွားလို့ရှိရင်လက်ပြမလုံလို့ ြောတယ်မဟုတ်သေးဘူးမလာသေးနဲ့အောင်ဆိုတော့အာမရဘူးဇွတ်လာခြင်းနဲ့ကဲအဆိုလဲလာခြင်းလဲလာခဲ့ဆိုသူ့ကိုခေါ်လိုက်တဲ့အချိန်ညမှာဒီဇင်မှာတိုက်ပွဲနဲ့တူပါလီရောတူတော့ကြတော့သူကမြောက်ဒီမှာတောင်တင်းနေတာတောင်တင်းနေတော့အကူကလည်းသွားခေါ်ခြင်းလာခေါ်ခြင်းတော့ကဲမထူဘူကြီးကိုပြောပြီးတော့ကဲကိုကြီးကျွန်တော်တော့မျိုးသမီးတော့ရောက်နေတယ်သွားခေါ်ခြင်းနဲ့ကျွန်တော်ကောင်မလေးရောက်နေသွားခေါ်ခြင်းနဲ့ဆိုတော့ကဲအဆူလဲမင်းတို့ကလဲရှုပ်တယ်ပါညာနဲ့ကဲသွား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 ဆိုပြီးတော့ ယူနီဖောင်းလေးနဲ့မြောက်ကြီးတက်ချောင်းသွားတာဂန်းလေးနဲ့တက်ပြီးတော့ခေါ်ချလာအဲအကန်နေစတာပေါ့အဲ့တော့အခုကထောက်ပို့တယောက်ဘလို့ဖြစ်လာခဲ့တာလဲကိုခင်လာကြာပြီဗျအကူတာဝန်ထမ်းတာဟိုပေါ့အရင်တုန်းကတော့အကူကဒီရှေ့တန်းရဲပဲပေါ့ရဲပေါ့ပဲပေါ့နော်တိုက်ခိုက်ရဲပေါ့ပဲအဲ့ဒီဒီ2021ဒီအဲ2021ခေါ်တော့အေး20နှစ်အဝင်ပေါ့နော်20နှစ်အဝင်လောက်မှာဒီအကူရဲ့ကြောက်ကကြောက်တယ်တဲ့ယောဂါတော်တော်လေး ခြေနေဆိုးလာတာပေါ့နော်ရေတွေမကောင်းတာနဲ့ဆိုတော့ကျတော့အဲ့မှာအခုခွင်တောင်းပြီးတော့ဒီမဲဆောက်မှာဆေးလာကုမယ်ဆိုပြီးတော့ဆေးလာကုလိုက်တယ်ကုတဲ့အချိန်မှာမဲဆောက်မှာ2022လေးလပိုင်းမှာခွဲတယ်ခွဲပြီးတော့2005လပိုင်းလောက်ကျတော့အခုခွဲစိမှုအောင်မြင်ပြီးတော့ပြီးပြီဆိုတော့ပြန်မယ်ပေါ့ပြန်မယ်လို့တော့ကျတော့ဒီမဲဆောက်မှာရှိတဲ့ဒီဟွာပေါ့အလူရှင်တွေရောဘန်ကောက်ကအလူရှင်တွေရောတော်တော်များများနဲ့ချိတ်ဆက်ပြီးတော့じゃသူတို့တွေကငါမောင်မင်းရဲ့ကျမ်းမာရေးအချိန်နေနဲ့အဲ တိုက်ပွဲမဝင်နဲ့တော့ပေါ့ရှေ့တန်းကိုမသွားနဲ့တော့မင်းတို့လုံနိုင်နဲ့ထောက်ဖို့လုပ်ပေါ့သူတို့နောက်ကနေစပူပေးမယ်အန်းနဲ့အစပြီးတော့ကဲအဲဆိုလဲလုတ်ကြည့်မယ်ဆိုပြီးတော့ဒီဆန်စီစားရိတ်ခါတွေဘာတွေအလူခံရင်ကနေပြီးတော့ကော်ပရာစစ်ကြောင်းမှာအဲတာဝန်ထမ်းပြသွားတာပေါ့2020နှစ်ကနေကအခုဆိုတော့3နှစ်ကျော်ပြီပေါ့အဲရှေ့တန်းမှာအတွေ့အကြုံတွေရှိလားအဲ့ဒီနဲ့ပတ်သက်တဲ့အမှတ်တရတွေနည်းနည်းပြောပြပေးလို့ရမလားရှေ့တန်းမှာအတွေ့အကြုံရှိတယ်ရှိတယ်ဆိုတာဟိုပါလေ စရောက်တည်းရရှိတာစရောက်နော်စရောက်တည်းတိုက်ပွဲကြားထဲမှာ ဖြတ်လာတာဆိုတော့လေဒီဟိုညဘက်ကြီးဟိုဘက်ဒီဘက်အဲ့လိုမျိုးပစ်နေရဲ့ကြားထဲမှာကိုရီကိုရီကရောက်လာတာဆိုတော့ကားအလေထဲမှာအဲ့ဖြစ်ဆို तू ကကြောက်မယ်ထင်တာငဲ့ဦးငဲ့ကကြတော့ဒီအရာတွေကိုလေဟိုခံမန်းထားပြီးသားဖြစ်တဲ့အခါကျတော့အိုးတအုံးတတိုင်းတိုင်းနဲ့ဆိုတော့ तू အရန်သွေးပြက်မယ်ထင်တာမကြောက်ဘူး ငယ်မကြောက်ဘူးလို့သူကကြောက်လားမင်းမကြောက်ဘူးလို့အာကိုကိုရှိရမကြောက်နဲ့တဲ့မကြောက်ဘူးဒါပေမဲ့မနဲ့ရောက်တော့မှဘိုက်စာလုံးငိုတာအဲ့ဒါအဲ့ဒါအဲ့ဒါတော့စရောက်တဲ့အမှတ်တရတိုက်ပွဲရှည်တဲ့ကတော့အဲနောက်တစ်ခုအမှတ်တရကတော့ဘလက်တိုတိုက်ပွဲပေါ့နော်ဘလက်တိုတိုက်ပွဲမှာအဲ့အဲ့ဒါကြတော့ဘယ်လိုပြောရမလဲဝင်စည်းခံရတဲ့ပုံစံမျိုးဖြစ်တာပေါ့နော်ဝင်စည်းခံရတဲ့အခါကျတော့အမှတ်တမဲ့ကြီးဖြစ်သွားတဲ့အခါပေါ့နော်အမှတ်တမဲ့ဖြစ်သွားငယ်တို့ပစ္စည်းတွေအားလုံးလဲကျန်ခဲ့တယ် အမှတ်တမဲ့ဖြစ်သွားတာပေါ့နော်ဒီစားကစားတွေအလုံးနဲ့ရင်းနဲ့ရုတ်တရက်ကြီးဝင်လာရပေါ့ဝင်လာပြီးတော့အမှဟိုမအဲမှုတို့ကားကိုပြစ်တယ်ပေါ့နော် ပြစ်လိုက်တဲ့အချိန်မှာဒီမအဲမှုတို့ကတော့ပြန်မရဘူးဟိုဟာလောလောဆယ်တော့မအဲမှုတို့ကအဲ့အဲ့ချက်ချင်းပြန်မရတဲ့အချိန်ပေါ့နော် အလုံးနဲ့ရင်းနဲ့ဝင်နေဆိုတော့ကိုရီဘက်ကလည်းဒီအရန်ပြန်ပြီးတော့သူတို့ကိုခုခံနေရတဲ့အချိန်မှာဒီဟိုငယ်တို့ကော်ဘရာစနိုက်ပါကိုသူရင်ကထိသွားရပေါ့နော်သူတို့က အရှိကိုလေဘယ်လိုပြောမလဲဇွန်ဘီတွေလူမျိုးလေတအားတိုးလာသည်လားတယောက်ကိုတယောက်နင်းတက်ပြီးတော့လေပြစ်ပြီးတော့တက်လာဆိုတော့ကိုခင်လိုက်နှုတ်ကလည်းအဲ့ဟိုတောင်ကျောအပေါ်မှာသူတို့ကသွားပြီးတော့ခံပြစ်နေတာကိုလုံးနဲ့ခံပြစ်နိုင်ဂလုတ်ကျွန်းထဲမှာငယ်ရဲ့ဒီဟိုအကိုတယောက်ရဲ့ဟိုဘက်ကအကိုကငယ်ကိုလာပြီးတော့အဲ့လိုမျိုးကာကာပေးထားပါတော့ဘာဖြစ်လို့ဆိုတော့ဂလုတ်ကျွန်းကနေကြည်တွေကတအားဖြတ်လာပြီလေတအားဖြတ်လာပြီဆိုတော့ဒါမဲ့အကိုစနိုက်ပါအကိုထိွာတာကိုတိလိုက်တဲ့ချိန်မှာငယ် ကြောက်ရမှန်းလည်းသိမသိတော့ဘူးဒါမဲ့ကိုယ့်ရဲ့ကိုယ့်တိုက်ရဲ့တကယ်အားကိုးရတဲ့လူဆိုတော့လေအဲ့မှာဝစ်ပြီးတော့ဦးကြည်စံနေကြတဲ့ကနေပြီးတော့ဝစ်ပြီးတော့ဟိုဘက်ကလုတ်ကျင်းနဲ့ကိုသွားပြီးတော့သူ့ကိုအရင်ဆုံးဟိုရှေးဦးသူနာပြုစုနီးနဲ့ပေါ့သွေးထွက်မလွန်အောင်အဲ့လိုမျိုးပေါ့ငဲမှာပါတဲ့ပဝါတွေပါရင်းနဲ့သူ့လက်မောင်းအရင်ဆုံးစီးပေးပြီးတော့သူ့ကိုကားနဲ့အရင်သွားခိုင်းလိုက်တာပေါ့နော်ငယ်တို့ကတော့ကြံခဲ့တာပေါ့ဒီထောက်ပို့နဲ့ပတ်သက်ပြီးတော့ကိုခင်နိုင်တို့ဘလို့အခက်အခဲတွေကြုံနေကြရလေပေါ့နော်အဲ့ဒီဟာလေးပြပြပေးပါ အဓိကတော့ဒီပြည်ရင်းကပြည်သူတွေကဒီအာနာရှင်လက်အောက်မှာနေရတာတမျိုးအဲကုံဆုံးကုံဆုံးကုံစိန်းလုံးကြီးဈေးကြီးနေတာတမျိုးအဆအဆရရပေါ့နော်အရာအားလုံးကဟိုအဖိုးမတန်အောင်ဈေးကြီးနေတဲ့ဈာတွေကနေပြီးတော့လက်ရှိအချိန်ထိပါဝင်နေတဲ့ပြည်သူတွေလည်းရှိတယ်အများကြီးတော့မဟုတ်ဘူးပေါ့နော်အဲလက်ချိုးကြီးလို့တော့ရတယ်ဒါသို့တော့သူတို့ပါဝင်မှုနှောင်းကလည်းကြမသွားဘူးခုနပြောသူဒေါ်လာကြီးအဆကနေကတသိန်း9000တသိန်း9000 ုံမှန်ကူတဲ့ပြည်သူတွေရှိတယ်အဲပြည်ပကတော့ပို့ပြီးအားကိုးရတာပေါ့တော့ဒီမှာအကိုတို့ဆိုရင်ဒါနိုင်ငံပေါင်းစုံပေါ့နော်အဲဒီ USA အဆုံအဆုံပေါ့နော်နိုင်ငံပေါင်းစုံကပြည်သူတွေရဲ့ပါဝင်မှုကတော့ရှိတယ်အရင်လိုတော့မကောင်းတော့ဘူးအရင်လိုအားကောင်းမလာတော့ဘူးပါဝင်မှုကနည်းနည်းညော့နေလာတယ်အရင်တော့အကိုတို့တလောက်ကိုသိန်း100ပေါ့နော်ဘတ်လို့ဆိုရင်2သိန်းအဲ့လိုမျိုးရတယ်အခုနောက်ပိုင်းဆိုရင်တလောက်ကိုသိန်း100တော့မနေရှားရတယ် အဲအခုနောက်ပိုင်းပူပူပြီးဆိုးဆိုးလာတာခေါင်းတော်ဆိုဒီပြည်တွင်းမှာပူပူပြီးကြက်လာတယ်ဒီပါလူရှင်တွေကလည်းဒီအတွင်းထဲမှာတဲ့ဒီရဲဘော်အေးအယောင်ဆောင်တွေထောက်ဖို့အယောင်ဆောင်တွေဓာရီကအရင်များပြီးတော့လူလိန်တွေကများလာသူတို့တွေကလည်းတဖြည်းဖြည်းကြောက်လာတယ်လူကမှအဲ့တော့ကျတော့သက်ဆိုင်ရာဒီအဖွဲ့အစည်းကြီးတွေမှာကူတော့ပြန်ကူတော့တယ်ပေါ့နော်ကိုတို့လိုဒီထောက်ဖို့အငွေလေးတွေကိုတိတ်မကူဘဲနဲ့အဲတဘောကဟိုစစ်ကြောင်းဆိုလဲစစ်ကြောင်းကိုတိုက်ရိုက်ကူလိုက်တာမျိုးဒါမျိုးတွေတော့ ရှိလာတယ်။သို့တော့ဘာပဲနေနေထိတော့ထိရောက်ပါတယ်။အဲခုနဟိုသူတို့ဒီပြည်တွင်းကငိုတော့တိတ်ပြီးတော့အာကူးလို့မရတော့ဘူးပေါ့။ဖြည်းဖြည်းနဲ့ဘာလို့လဲသူတို့အရန်ကြက်လာပြီလေ။၄နှစ်ရှိပြီဦး။ဘာပဲပြော။အဲ့တော့ကြောင့်မလို့သူတို့ရဲ့ထောက်ပို့မှုအားအရင်ကနေ့ကလည်းပါပါတယ်။အခုလည်းပါတယ်။သို့တော့နည်းနည်းလေးနှဲသွားတယ်ပေါ့။ငယ်ကတော့ဒီသွေးကြွေးမှာတော့ဆွေးနွေးစရာမရှိဘူးလို့ထင်တယ်။ပြီးတော့တကယ်လို့အမေစုပြန်လွတ်တယ်ဆိုရင်လေဒီကောင်တွေကိုတိုက်ဟိုတိုက်ထုတ်ရမှာပဲ။ဒီတော်လန်ကြီးက ဟိုအမေစုနဲ့လည်းမဆိုင်ဘူးပေါ့နော်အမေစုကိုချစ်တယ်လေးစားတယ်တန်ဖိုးထားတယ်ဒါပေမဲ့တော်လန်ကြီးကတော့ဆက်တော်လန်သွားမှာပဲဒီအာနာရှင်နေမပြုတ်မချင်းလေအားကြောင့်ငယ်တို့ကငယ်တို့လူငယ်တွေကတော့ဆက်တော်လန်နေအောင်မှာပဲတော်လန်ကြီးအောင်တဲ့ ठी ပေါ့ဒီစကားစားတွေကိုတော့တို့ကတော့ဟိုလူစကားနားမလဲတော့ပြောမနေချင်တော့ဘူးလေသွေးကြွေးမှာဆွေးနေစရာမရှိဘူးလို့ပဲပြောချင်ပါတယ်လောကမီဒီယာကိုဆက်လက်ရည်တည်နိုင်ဖို့ ိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစိမ TV YouTube Channel မှာမမဝေပေးခြင်းဖြင့်ဦးနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။